ဟယ်လိုဒီနေ့တော့ဆန္ဒနံပါတ်6ခုပြင်ပါတယ်ခန်းကြီး6ခုနဲ့အငယ်1မှ6အိုထာဝရဖျားတရားတော်ဘက်မှနေ၍အကျွန်ုပ်အဟိချင်းကိုမှတ်တော်မူပါမလှစားတတ်သောနှုတ်နှင့်ဆူတောင်းသောပထနာစကားကိုနားထောင်တော်မူပါကိုရိုတိုင်ကျွန်ုပ်ကိုစီရင်၍ဖြောင့်မတ်သောအရာကိုထောက်ရှုတော်မူပါ အကျွန်ုပ်နှလုံးကိုစစ်ဆေးတော်မူပါညာခံအကျွန်ုပ်ကိုအကြည့်ရှုကြွလာတော်မူပါအကျွန်ုပ်ကိုစစ်ကြောသောအခါအဘဲအပြစ်ကိုမျှတွေ့တော်မူမူရာအကျွန်ုပ်အကြံစီသည်အကျွန်ုပ်စကားနှင့်မချမ်းမနာပါလူပြွတ်တတ်သောအမှုများမှဖြစ်စည်းတတ်သောသူ၏လမ်းတို့ကိုနှုတ်ကပတ်တော်အားဖြင့်အကျွန်ုပ်ရှောင်ပါပြီလမ်းခီးတော်၌အကျွန်ုပ်တွမ်းစဉ်တွင်ခြေမချောစေခြင်းဟာ ထုံမတော်မူပါ။အိုးဖျားသခင်ကိုရောဒီနားထောင်တော်မူတတ်သောကြောင့်အကျွန်ုပ်ဒီတောင်းလျှောက်ပါ၏။နားတော်ကိုလှည့်၍အကျွန်ုပ်စကားကိုနာယူတော်မူပါ။အငယ်ခုနှစ်မှဆက်တဲ့ကိုရောကိုခိုလုံသောသူတို့ကိုတပုံတို့လက်မှလက်ရလက်တော်အပြင်ကယ်နှုတ်တော်မူသောဖျားထူးဆန်းသောမေတ္တာကျေးဇူးတော်ကိုပြတော်မူပါ။အကျွန်ုပ်ကိုညှင်းဆဲသော လူဆိုးဒီဟူသောအကျွန်ုပ်ကိုဝိုင်း၍တတ်လိုသော ရန်သူတို့လက်မှအကျွန်ုပ်ကိုလွတ်စေခြင်းဟံမျက်စံကဲ့သို့ အကျွန်ုပ်ကိုစောင့်မတော်မူပါအတောင်တော်အရိတ်ထဲမှ ဖုံးအုပ်တော်မူပါသူတို့သည်မိမိတို့စူဝါခြင်းကိုကူးစား၍ထောင်လွှမ်းစော်ကားစွာ ပြောဆိုကြပါ၏အကျွန်ုပ်တို့သွားသောလမ်းကိုယခုဝိုင်းမိကြပါပြီ အကျွန်ုပ်တို့ကိုမြေပေါ်မှာလှဲခြင်းကမျက်စိနှင့် ရွေကြပါ၏အငယ်ဆက်နှင့်မှ15ဖမ်းမိသောအကောင်ကိုစားခြင်းအာချီသောရှင်တိကဲ့သို့၎င်းစိတ်ကိုရအရ၌ချောင်း၍နေသောရှင်တိပြိုကဲ့သို့၎င်း ဖြစ်ကြပါ၏အိုထာဝရဖျားထတော်မူပါသူတို့ကိုစီးတား၍လဲချတော်မူပါမတရားသောသူတို့လက်မှအကျွန်ုပ်အသက်ကိုဒါတော်ဖြင့်ကယ်လွတ်တော်မူပါ ိုးထာဝရဖျားလောကီသားဖြစ်သောထိုလူတို့လက်မှ အကျွန်ုပ်အသက်ကိုလက်တော်ဖြင့်ကယ်လွတ်တော်မူပါ ထိုသူတို့သည်ယခုဘဝမှာမိမိတို့အဖို့ကိုခံရကြပါ၏သူတို့အလိုကိုဗန္နာတော်နှင့်ပြည့်စုံစေတော်မူ၏သူတို့သားသမီးတို့သည်လည်းကြွယ်ဝ၍မြင်းမြင့်စသည်တို့၌မိမိတို့အဥ္စာကိုခြံထားကြပါ၏အကျွန်ုပ်မူကားဖြောင့်မတ်၍မျက်နာတော်ကို ဖူးမြင်ရပါလိမ့်မည်လို့သောအခါပုံတရံတော်အားဖြင့်အကျွန်ုပ်အလိုပြည့်စုံရပါလိမ့်မည်ခေနောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်ဘာဘာ